မင်္ဂလာပါရှင်2025ခုနှစ်အေပီလာ17ရက်နေ့မှ18ရက်နေ့အထိမြန်မာတက္ကသိုလ်1386ခုနှစ်တကူးလာဇန်14ရက်နေ့မှလာပြေကျော်9ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမှုလို့သားချင်းဤခံမှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အချိန်ဒီမှာကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်တို့မှာလေဖျားနဲ့ရဝင်းတစ်ချိန်ဖြစ်ပေါ်နိုင်ပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်သည်တမာတိမ်ထုထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရသွန်းနိုင်မှုချိန်ဤခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာကွက်ကြားမှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။ အမြင့်ဆုံးပူချိန်အခြေအနေခံမှန်းချက်များအနည်းငယ်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေယဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ96ဒီဂရီဖာရန်ဟိုက်မှ105ဒီဂရီဖာရန်ဟိုက်အတွင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ86ဒီဂရီဖာရန်ဟိုက်မှ 95ဒီဂရီဖာရိုင်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ86ဒီဂရီဖာရိုင်ဟိုက်မှာ85ဒီဂရီဖာရိုင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနေအထားပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ43ဒီဂရီဖာရိုင်ဟိုက်ခန့်စကိုင်းတိုင်းဒေသကြီးချက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ60ဒီဂရီဖာရိုင်ဟိုက်မှာ90ဒီဂရီဖာရိုင်ဟိုက်အတွင်းနဲ့နေပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ87ဒီဂရီဖာရင်ဟိုက်မှာ87ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။လေးလူဆိုတိုင်းသာချင်းနေခံမှန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ52ရာခိုင်နှုန်းမှ53ရာခိုင်နှုန်းအတွင်း မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာ54ရာခိုင်နှုန်းမှာ63ရာခိုင်နှုန်းအတွင်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ64ရာခိုင်နှုန်းမှ83ရာခိုင်နှုန်းအတွင်းနဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ84ရာခိုင်နှုန်းမှ83ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ကွင်းရင်ငွေ ပြောင်းလဲအခြေအနေခံမှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝီတိုင်းဒေသကြီးရှမ်းပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ29မီလီမီတာမှ38မီလီမီတာအတွင်းနဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ38မီလီမီတာမှ48မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလောအောင်းရေချင်းတွေခံမှန်းချက်များအနေနဲ့ကတော့တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့မှာ6တွေ့အချိန်ဒီမှာရှိနိုင်ပါတယ်။စာပြွေးမှုလိုတာချင်းဒီခံမှန်းကြံများကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါသည်ရှင်။